မင်္ဂလာပါရှင်ဒီနေ့တော့ဝင်းဖိစာမီပွဲကြာရသည့်အကြောင်းဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြခြင်းပါတယ်ရှင်ဒီဝတ္ထုတိုလေးကိုဆရာမမမအင်းလျာရေးသားထားပါတယ်ဒီဝတ္ထုတိုလေးဟာဆိုရင်ဝတ္ထုတိုများစုစည်းမှုနှစ်ထဲကဝတ္ထုတိုတစ်ပုဒ်လေးဖြစ်ပါတယ်ရှင်နားဆင်ပါရှင်ကြည့်စမ်းပါဦးလူပုံကူကမုန်းเสีย ခွားကြကြမိုက်ကန်းကန်းပုံမျိုးလူကိုအေးမဆိုင်ချင်တယ်လို့ခတ်တီတီနဲ့တလောကလုံးကိုရွေးတိုက်နေတဲ့ပုံမိမိကျော်တို့ဒီလန်းနေကြောင်လာပြီးကလေးကသူ့ကိုမြင်မှန်းတမ်းမိနေသည် သူ့အိမ်နေမိမိကျော်တို့အိမ်သည်တိမ်မဝေးလားသူတို့အိမ်ကတော့အိမ်ကြီးကမတ်ကြဖြစ်သည်ကျဲဝန်းသောခြံကြီးထဲမှာဓဏီမိုးအိမ်သေးသေးလေးစောက်ထားသည်မိမိကျော်တို့အိမ်ကတိုက်ခန်းတစ်ထပ်တိုင်းအိမ်ကလေးခြံနှင့်ဝင်းနေပင်ဖြစ်သည် မိမိကျော်သူ channel တွင်နှင်းစီပန်းများရှိသည်သူတို့ channel မှာတော့ငွေပန်းမင်တွေအများကြီးရှိသည်လူကသာကြွားကြသည်မဟုတ်ပန်းကလည်းကက်သည်ကက်သည်နှင်းစီတို့တစ်ခွားလို့ဆိုတော်သည်ရဲ့ငွေပန်းကိုတော့မိမိကျော်ဘလို့များမကြိုက်ပန်လို့လည်းမလားအနံ့လည်းစူသေးသည်သူတို့မို့ဗားစိတ်ကူးနေစိုက်ထားပါလေသို့တော့ channel နာတွင်တနခါပန်းမင်တပင်ရှိသည်တနခါပန်းကိုတော့မိမိကျော်တိတ်ကြိုက်သည် သူတို့အိမ်ရှိမမိမိကျော်တို့ကချက်သွားလီတနခါပန်းနဲ့ကမိမိကျော်နှကောင်းနဲ့ဒိုဝင်လာသည်မိမိကျော်သည်တနခါပန်းတစ်ခက်နှစ်ခက်တောင်းယူပန်းခြင်းသည်သို့သောသူမျက်နာကခတ်တီးသည်မိမိကျော်တို့အိမ်တွင် အဝတ်လာလျှော့သောအတော်ကြီးမှတစ်ဆင်သူ့အကြောင်းကိုသိရသည်ငါတူဝင်းဖေလေမိမိကျော်တို့လိုဆယ်ရန်ကျောင်းသားပဲတဲ့ဘယ်ဆိုလိုတော့သူကြည့်ရတာစာတော်ပုံရတာ မိဘကဆင်းရဲပြီမေစာတော့တိတ်တော်တာဣဆယ်ရန်ရောက်တဲ့အထိတနေ့မှမကြသေးဘူးလူကောင်းကထွားလို့သာအသက်ကအငယ်လေးရှိသေးတယ်ဒေါ်ဆယ်သည်အဝတ်များကိုစလုံးတဲနှင်းသူ့တူဝင်းဖေးချောင်းကိုအာပါတရပျော်ပြတတ်သည်မိမိကျော်သည်အိမ်ရှိတွင်စက်တောင်ရဲရင်မှခိတနာကဒေါ်ဆယ်အနာလာထိုင်မိသည်ဒေါ်ဆယ်ဟုကြည့်ဝင်းဖေးကိုမြင်ရောက်လာသည်ဒီနာတဝိုက်ကတွင်းရီကိုသုံးတတ်သည် မိမိကြော်ရူအိမ်တွင် ရေတွင်ထဲမှရေကို မော်တာဖြင့်ဆုပ်၍တက်တက်တက်တာသုံးနိုင်သည်သူကိုယ်တော်အိမ်ရွှေ့ရေတွင်ထဲမှရေကိုဆက်သီးဖြင့်ငင်းယူနေသည်ကို တွေ့ရတတ်သည် ဝင်းဖေဤလက်မောင်းများက တုတ်ခိုင်းသည်အိမ်ကကုကူအောင်ကြော်ရူနှင့်များကွာပါကိုကိုအောင်ကြော်သည်ဘာမြပင်ပင်ပန်းပန်းမလို့ရဘဲနဲ့ပိန်ချီကအလိုလိုမောဟိုင်နေတက်လေသည်သူတို့ကဆင်းရဲတယ်ဟုတ်လားတော်စဲ ူတို့အိမ်ရှိမှာတော့ဘောက်စောကားကြီးရရထားတာတွေ့ပါတယ်။အဲ့ဒါကသူ့ဖေလို့ရှင်ရဲ့ကားလေသူ့ဖေကကားမောင်းနေဤ driver ပေါ့အေးသူ့အမေကတော့ခြံထဲမှာငွေပန်းတွေစိုက်ပြီးရောင်းတာပေါ့။သူကလည်းခြံလုတ်ကိုကူလုတ်တာပဲ။အဲ့ဒီငွေပန်းတွေကရောင်းငေါရောင်းရလို့လား။ဟဲ့ရောင်းရတာပေါ့ကလေးမကြီးဖေအားစေးကဟုတ်တယ်ယူကြတာလေ။မိမိကြောသည်အလုံးနှင့်လက်မပြဲတွေ့ရတတ်သော သူကိုမြင်အောင်နေမိသည် ကိုကိုအောင်ကျော်တို့ကြတော့အားလင်ဂီတတာဒီနေတက်သည်ဖြစ်ဖြစ်မြောင်မြောင်လည်းမဟုတ်တခါတည်းဒရိုင်ဘာဦးကြီးမအား၍ကျောင်းကိုလိုက်ပို့ပေးပါဆိုတာတော့မပို့ချင်းဝင်းဖေလိုလူမျိုးအကိုတော်ရရင်ဘလောက်ကောင်းမလဲကဲပြန်လိုက်ဦးမယ်မိမိကြော်ရည်လာလေချင်းလာခဲ့နော်တနခါပန်းပန့်ချင်းအတော်ဝင်းဖေစီကတောင်းပေးပါမယ် ဝင်းဖေတို့ channel တွင်တဲထိုးနေသောဒေါ်ဆဲသည်သူတူအကြောင်းကိုချီးမွမ်းခံဖွင့်ပြီးပြန်သွားတော်သည်ဒေါ်ဆဲနှင့်တွေ့ရသည်မှာတပတ်တွင်တနင်္ဂနွေနေ့တရက်သားဖြစ်သည်ဒေါ်ဆဲသည်အင်ဒီကာလှည့်၍အဝိရှော်နေသူဖြစ်သည်ဒေါ်ဆဲကိုမိမိကြောကိုယ်တိုင်ရှာဖွေခေါ်ခဲ့ရခြင်းဖြစ်သည်ဒေါ်ဆဲကိုသွားခေါ်သည့်နေ့ကဖြစ်ကိုတွေးကယုံမိသည်ဒီနေ့ဝင်းဖေးဆယ်တန်းဖြေရမည်နှစ်ဖြစ်သည်ဒင်းတင်ထဲမှာမူမိမိကချူချလာသည် ခြံအလုတ်ကိုကောင်းစွာမလုံနိုင်တော့ထို့ကြောင့်ဝင်းဖေကပို၍အပင်မှန်ခံရသည်ဝင်းဖေတို့တွင်မောင်နှမ9ယောက်ရှိသည်ဝင်းဖေကအကြီးဆုံးဖြစ်သည်ဝင်းဖေအောက်တွင်မိန်းကလေး3ယောက်ရှိ၍အထွေးဆုံးကလောက်ကြားလေးဖြစ်သည်ထို့ကြောင့်ជីជីမမတားယောက်ျားဆို၍ဝင်းဖေသာရှိ၏ဖေဖေသည်လည်းအသက်ကြီးပြီကောင်းမောင်ရသည့်တတန်ကြာသည်နှင့်အမျှအညောင်းသမားချစ်လာရသောဖေဖေသည်တနေ့တခြားပင်ရွေလာသည် ဖဖေသည် သူ့ဆရာဤယုံကားကိုယုံတွင်မောင်းရတိတာမကယုံပေရဲ့နေအခြားအားရဲ့များတွင်လဲအိမ်သားများအတွေ့အိမ်မကားကို မောင်းပေရသေးသည်ဒီတနင်းကနေတော့သွားဆရာလေးရှိလို့မင်းနဲ့စောစောလာခဲ့ပါဦးနော်ဆိုလီယုံတည့်ရက်ထက်ပြီးစောစောထား၍သွားရတတ်၏ပြီးနေဝင်မိုးချုံမှပြန်လာရတတ်သည်အပေါ်စုအဖြစ်ရရှိသည်ကတော့လက်ဖက်ရည်ဘူးနေဆေးလိပ်ဘူးများသာတီတခါတည်းအစင်သိလေ ထမင်းတက်နဲ့တလေးစာရတက်သည်ဒီချက်မပူနေစဉ်နက်နက်စောစောထား၍ဝင်းဖေးရေငင်ရသည်ပန်းမြင့်ရေလောင်ရသည်ခူးတင်သည်ကိုခူးရသည်ညီမငယ်များကပန်းများကိုစီး၍ဈေးသူပိုသည် ဝင်းဖေးသည်နက်နက်စာကို ကမန်းကရန်စာကကြောင်းသူတွားရသည်ကြောင်းပေရဲ့တရက်တွင်ဝင်းဖေးကပန်းပြင်းများကိုလိုက်၍စစ်စေးနေသည်တစ်ခွအနေငယ်ပြူထားသည် အုံဆန်ဖြစ်ကပ်၍စီထားသောအပင်များတည်တတ်မှုရှိမရှိစစ်ဆေးနေသည် ထိုစဉ်အတန်တတန်ကြားရသည်အိမ်ရှင်တို့ရှိဦးလားရှင်ပန်းမင်များဝယ်နေသည်ဖြင့်အတန်ရှင်ကို သူမမြင်ရချေဒီမှာရှင်အတန်ရှင်ကထက်ခေါ်လိုက်သည် သူသည်ပန်းမင်များဘေးမှထွက်ကာမိန်းကလေးကိုကြည့်လိုက်သည်မိန်းကလေးသည်ခြံထဲသို့အနှဲငယ်ဝင်းကရန်နေသည် သူသည်မိန်းကလေးကိုတစ်ချက်သာလှမ်းကြည့်ပြီး အိမ်ထဲသို့အော်ခေါ်လိုက်သည်ခင်မရေဒီမှာပန်းဝယ်သူလာနေတဲ့ဟဲ့ထိုနာပန်းယူများချသူပြန်ဝင်မြည်ပြုသည်ဒီမှာဒီမှာနေပါဦးရှင်ခမညာဝင်းဖေပြန်လှည့်ကြည့်ရပြန်သည် ရှင့်ကိုပန်းဝယ်မယ်လို့ဘသူကပြောလို့လဲဗျာဒါဖြင့်သူကနားမလဲသလိုမိန်းကလေးကိုခက်စိမ့်စိမ့်ကြည့်လိုက်မိသည်ဒီကလေးမကိုတခါမှမမြင်ဘူးကြီး သူမသည် သူတို့လိုကျောင်းသူအရွယ်ပင်ဖြစ်သည်အသက်ကတော့သူထက်ငယ်ပုံရသည်သပင်သည်ကျောင်းသူများထားလေးရှိသော မတူမရှိဖာယာလေးပင်ဖြစ်သည်မျက်နာလေးကအပြစ်ကင်းစင်တော်လေဝတ်စားထားပုံကတော့အစင်မြင်သည် နိုင်လွန်ဘလော့စ်နီနီလေးကသူမအသားဖြူဖြူနှင့်လိုက်ဖက်သည်ဖက်နက်ကမြင်လွန်လာသည်ခြေသေးတွေကိုပန်းနုရောင်ဆိုးထားလိုက်သေးသည်ဒီရက်ကွက်တွင်ဒီလိုအစဉ်ပြင်းမျိုးဖြစ်နေထိုင်သူရှာ၏ မင်းကလေးသည်စိတ်စိတ်ဆက်ဆက်အကဲခတ်နေသောသူကိုကြည့်ကကြောင်အန်းအန်းချင်းနေရှာသည်ဟိုလေအဝိလျှော်တယ်လူ ရှိသလားလို့ဘာအဝိလျှော်တယ်လူဟုတ်လားမင်းကလေးသည်ခေါင်းညှိပြသည်ကျွန်တော်ကတော့မလျှော်ဘူးကျွန်တော်ညီမလေးတွေပဲလျှော်တာပဲအိုးညီမလေးတွေလျှော်သလားမိမိကျော်တို့အိမ်မှာလာလျှော်ပေးနိုင်မလားလို့မိပြပါနော်ဘာသူ့အတန်းကပြင်ထန်၍မိမိကျော်ဆိုသူ မင်းကလေးလန့်သွားပုံရသည် မျက်လုံးလေးဝိုင်းသွားသည်ထိုစင်မှာဝင်းဖေးညီမခင်များထွက်လာသည်မိန်းကလေးကိုမြင်လင်းပြီးတွတ်တွတ်လက်လက်ယုံပြကနှုတ်ဆက်ဟန်ယူလိုက်သည်ဘာလူချင်းလို့လဲမမဟိုဟိုကွယ်မမတို့အိမ်မှာအဝိရှော်ဖို့လူလိုချင်လို့အဲ့ဒါအဲ့ဒါဟိုဘက်အိမ်ကပြောတော့ဒီမှာရှိရှိတယ်ဆိုလို့မိမိကျော်ကဝင်းဖေကိုမရေတရေကြည့်ရင်ခင်မကိုရှင်းပြသည်။အော်ဂျိုဆက်ကိုပြောတာထင်ပါရဲ့။လာလာကျမပို့ပေးမယ်။ ိမိကျော်သည်ခင်မြခေါ်ရသူမဝင်မရင်လိုက်ပါသွားလေသည် ဝင်းဖေက သူ့ဟာသူသဘောကြကားပြုံးလိုက်မိ၏အရင်တလောကဒီလန်နေကိုပြောင်းလာတဲ့အိမ်အသက်ကထင်မ ాయి အရာရှိအရာခံနေကပဲဖြစ်ပြီးမစတာကားလေးတစ်စီးနဲ့လမ်းကျန်တော့သူတို့လမ်းနေတလူးလူးတလိမ့်လိမ့်ဝင်ထွက်နေသည်ကိုတွေ့ရသည်ဝင်းဖေသည်အိမ်ရှိကုပြစ်တွင်ထိုင်က စာအုပ်အုပ်ကိုကောက်ခံနေမိသည်ရှိမချိုးရသေးသည်ဖြင့်သူကိုယ်သည်အလာကျင်းနေသည် မိမိကျော်ဆိုတဲ့မင်းကလေးဒီအိမ်ရှိကပြန်ထွက်လာမှာပဲဟူတွေးမိကစွတ်ကြဲတထဲကောက်ဝူလိုက်မိလေသည်မိမိကျော်နှင့်ခင်များတို့သည်စကားပြောရင်းပြန်ထွက်လာကြ၏ခင်များသည်တွက်လက်ချက်ချ၍ဟော်ရွေသူဖြစ်ရာမိမိကျော်နှင့်အဖွဲကြသွားပြီနောက်လေခင်များတို့အိမ်လာလဲပါနော်မမခင်များတို့ကခင်ကြက်ပါတယ်လာပါမယ်ကွယ်ဒါပေမဲ့ခင်များအကူကိုတော့ကြောက်တယ် ိုးအကိုကသဘောကောင်းပါတယ်မမရဲ့အကိုလေမမလူပဲဆယ်တန်းရောက်နေပြီမမရဲ့ဟုတ်လားမိမိကျော်တို့အိမ်ကိုလေခင်ဗျလားလဲနော်အင်းမလားချင်ပါဘူးမမတို့ကတထေးတွေသူတို့နေရာသည် ဝင်းဖေကိုတွေ့သွား၍စကားပြတ်သွားကြသည်မိမိကျော်သည်ဝင်းဖေကိုမတိမတာတစ်ချက်ဆောင်းငယ်ကြီးကခြံဝက်ပေါက်သို့လျှောက်သွားသည်တနခါပန်းပြေနာအရောက်တွင်မိမိကျော်ခြေလန်းတုံသွားသည်တနခါပန်းတွေကမှုရဲနော် မမလိုချင်လို့လားခင်မကတဆက်ထဲဝင်းဖေးစီတို့လန်အော်လိုက်သည်အကိုရေးပန်းတစ်ခတ်ခူးမယ်နော်ပြောပြောဆူဆူခင်မကပန်းတခိုင်ကိုကူကမိမိကြောလက်ထဲထဲလိုက်သည်အကိုကပန်းခူးရင်မကြိုက်ဘူးခုလဲတူတူပြောသည်ဒါပေမဲ့သဘောကောင်းပါတယ်ခုလဲဆက်လိုက်သေးလေးသည်ဝင်းဖေးသည်သူ့အကြောင်းပြောနေသည်ကိုချိန်မီကညနာကိုစာအုပ်ဖြည့်ကွယ်ထားလိုက်မိလေသည် ဒီရက်ွက်သည်စိတ်ငြိမ်သည် အေးချမ်းသည် နေချင်းစပွဲကောင်းသည် ထို့ကြောင့်ဖဖေကဒီအိမ်ကိုဝယ်ယူခဲ့ခြင်းဖြစ်သည်မမေအနေဖြင့်ဝန်တာမီယာတို့ရွှေတောင်ကြားလမ်းတို့မှနေချင်းတော်လေဖဖေကထိုမြမတက်နိုင်၍ဒီအိမ်ကိုဝယ်ကချွေသိပ်ပေးခဲ့ရသည်ဖဖေသည် အရာရှိကြီးတယောက်ဖြစ်တော်လေ မေမေဤလက်ကြီးသုံးသည့်အုံစီသာသမီနှစ်ယောက်ဤကြောင်းစီကျူရှင်စီဒရိုင်ဘာခါမာလီခစသည်ဖြင့်အားလုံးပေါက်လိုက်တော့ဖေဖေလာခသည်လောင်းငါသည်ဟူ၍ပင်အဆုံနိုင်တော့ချေမေမေမှာကျွေးပြင်တင်နေတတ်သည်တို့တော့မေမေသည်အိမ်စရိတ်ကိုရှော့ချဖို့စိတ်မကူးချေအထူးသဖြင့်သမီးငယ်ဤကျူရှင်စီရိတ်ကိုမလျှော့ချနိုင်ပေမျိုးနေအလံဝေသွားသည်ဖြင့်ကြောင်းသွားရသည်ကအိုဝေသည် သို့သောကိစ္စမရှိမနဲ့ယုံမလာကြူသောကားဖြင့်လိုက်သွားနိုင်သည်ညနေကျူရှင်တင်တန်းတွေအတွက်တော့သွားကြူရလေသည်တနည်းအားမတနည်းအားကျူရှင်တစ်ခုမှတစ်ခုအကူကားရှိမှဖြစ်သည်ဓာတ်စီကုံသည်အရေးမကြီးသာသမီတွေပညာရေးကအရေးကြီးသည်မိမိကျော်မှာဒီနေ့ဆယ်တန်းဖြည့်ရမည်ဆိုတော့ဒီသုံးလေးခုထွက်ဖို့လိုသည်မိမိရောက်မှဂျော်ခင်သားကြီးကဆိုလေသူသားသမီးများတော့ကြောင့်နှစ်စဉ်ဂုံတူရကြောင့်အမြဲကြွားသည် ပို၍ဆိုသည်ကသူတို့သားကြီးကစေတက်ကသူရောက်သွားပြီ အင်းကကိုကိုအောင်ကျော်ကဝိဇ္ဇာသိပ်ပံတွင်သာရခြင်းပင်ဖြစ်လေသည်ဒီတော့မမေမမိမိကျော်ပင်အာကိုရတော်မီမိမိကျော်ကဲမှဂုံဆဲနိုင်တော်မီအိမ်တွင်မိမိကျော်ဥစားဖက်ဖို့ကြိုးစားဖို့ဂုံလူများများရအောင်လုပ်ဖို့အကြောင်းတဖွာဖွာပြောလွန်၍မိမိကျော်မှနားပင်ပူနေရလေသည် ခုလဲကြီးမိမိကျော်သည်တစ်ဖက်ချက်မှဆွေဆွေနှင့်တက်တောင်ရဲ့ကစား၍နားခါရှိသည်မိမိကလှမ်းခေါ်ချေပြီးကစားချိန်မှာကစားစာချက်ချိန်မှာစာချက်မှပေါ့သမီးရဲ့ကဲရီမိုချူတော့ပြီးရင်ထမင်းစားစာကြည့်မိမိကျော်သည် မိခင်စီမံတိုင်းလိုက်လို့ရသည်ကြာတော့လေရိုးသွားချေပြီးမိမိကျော်သည်စက်ရုပ်လေးတရုပ်လိုလှုပ်ရှားနေရလေသည် အချိန်မှန်စာရမည်ချိန်မှန်အေးရမည်ချိန်မှန်ကြောင်းသွားရမည် ဂုံတူးမြမြရရရမီစေတကတူတရမီမိမိကျော်ဘဝသည်ဒါပဲဖြစ်၏မိမိကျော်လောကအကြောင်းမသိရခင်ဖေဖေးအတွေ့ရသောတိုက်ခန်းတွင် နေစဉ်ကားဆိုလေကျောင်းမပြန်ရောက်လေအိတ်ခန်းထဲတွင်သာနေရ၍ပဝန်းကျင်နေအထီအတွေ့မရှိလားတခါတရံမိမိနှင့်ရုရှင်တို့ဘိုးချုပ်စီတို့လက်ရတာပဲရှိသည်ယခုတော့ပဝန်းကျင်သဘာဝသည် တမျိုးဖြစ်နေသည် အိမ်အလုတ်ကူလို့ရင်ကြောင်းတက်ရသောဝင်းဖေတို့ခင်များတို့နှင့်တိကျွမ်းရသည်။나이ဝက်ခန့်လျှောက်ရသောကြောင်းကိုကားမစီးပဲကုန်းချောင်းလျှောက်သွားသည်ဆွေဆွေတို့နှင့်လည်းခင်မင်းရသည်။မိမိကြောလေသူတို့လိုကုန်းချောင်းလျှောက်ကကြောင်းတက်ကြည့်ချင်းသည်။သို့သောမိမိသည်အိမ်သာပြောင်းခဲ့သည်ကြောင်းမပြောင်းစေခဲ့ရ။မိမိကြောသည်မျိုးရေကကြောင်းကိုပင်ကားစီး၍တက်ရသည်။ ဂျီနီယာကို မေမေနှင့်ကိုကိုအောင်ကျော်ကလွဲလီတအိမ်သားလုံးကနှက်သက်ကြသည်မိမိကျော်ကအနှက်သက်ဆုံးဖြစ်သည်သို့သောမိမိကျော်သည်အိမ်ပြင်သို့စိတ်ထင်တိုင်းလဲပတ်ခွေမရရှာကိုကိုအောင်ကျော်ကိုမချုပ်ချဲတော့လေမိမိကျော်မှုဆိုလီမိမိကအရေးတကြီးကြီးနေဒီနေ့အရေးကြီးတယ်နော်သမီးចောင်းစာလွင်ဘာမှမလုပ်နဲ့ဤဒီမှာနေ့စဉ်နဲ့အမြကြားရသောမိမိဩဝါဒဖြစ်ပါသည် ထို့ကြောင့်လေမိမိကျော်သည် အခြားဘာမှစဉ်းစားမနေတော့မိမိကျော်အတွက်စဉ်းစားစရာလည်းမလိုပါအချိန်တန်လေးအသင်စားရမည် ကြောင်းသွားရမည်စံစည်းစီစည်းကိုမိမိကျော်ဤစရာမလိုကျောင်းလာကမပေးနိုင်မှမိမိကျော်ဦးစရာမလိုမိမိကျော်စိတ်ပူရမှာတခုပဲရှိသည် စာမေးပွဲမအောင်မှဂုံတူးမထွက်မှဝင်းဖေတို့အိမ်ကိုတော့မိမိကျော်အလဲရောက်ဖြစ်သည် ခင်မရောအကြောင်းပြုကမိမိကျော်သွားလဲမိ၏ မိမိကျော်တွင်ကျောင်းမတငယ်ချင်းများမှအပါ အခြားမိတ်ဆွေ အပေါင်းအသင်းမရှိမိမိကျော်တို့နေသည့်ကျောင်းတွင် အရာရှိအရာခံအချက်တန်းလွှာမှသာသမီများအများဆုံးနေသည်မိမိကျော်အပေါင်းအသင်းများတဲ့တွင်ခင်များတို့ဝင်းဖေတို့လိုလူမျိုးတိတ်မတွေ့ရဝင်းဖေတို့ခင်များတို့လိုအိမ်ဤစီးပွားရေးကိုကူလို့ဤကျောင်းတက်ရသောကျောင်းသားမျိုးကိုယခုမှပင်ကြုံရဆုံရဤထို့ကြောင့်လေသူတို့ကိုမိမိကျော်စိတ်ဝင်စား၏ ဒီတချိန်တွင်တော့ဝင်းဖီသူ့ကိုပြုံး၍နှုတ်ဆက်ဖော်ရသည်မခင်များရှိလာရင်ညီမလေးဈေးကိုပန်းသွားပို့တယ်ဝင်းဖီသည်မိမိကြော်ထမ်းရင်ကိုပစ်ပေါ်တွင်တင်ဖြူးငယ်တစ်ချက်ဆွဲခင်းပေးသည် သူ့အနာတွင်ကျောင်းစာအုပ်များကိုတွေ့ရသည်သူသည်ယူပဗေဒပု္ပ္ပာတစ်ပုဒ်ကိုကြွက်နေခဲ့ဟန်သူသည်တိုက်ပင်ယူတယ်လားမိမိကြော်အမေကိုဝင်းဖီကခေါင်းငိတ်အဖြေပေးသည်မိမိကြော်လည်းတိတ်ပန်ယူရဲခုဘာပု္ပ္ပာတွေကြွက်နေတယ်လဲ ဝင်းဖေးကသူကြည့်နေသောစာအုပ်ကိုဆွဲယူကားပြသည်။အိုးမိမိကျော်လေးညကပဲတွက်ကြည့်နေသေးတယ်။ကျူရှင်မဆေးရမေးကြည့်တော့မလို့ကိုဝင်းဖေးအားရင်မိမိကျော်ရှင်းပြပါလားယင်။ဝင်းဖေးသည်မိမိကျော်ပြခိုင်းသောပုံစံကိုစိတ်ရှိလက်ရှိရှင်းပြသည်။ဒီလိုတော့လေခင်မင်ဆရာကောင်းသားပဲဟုတွေးကမိမိကျော်သည်သူ့ကိုလေးစားအထင်ကြီးမိလေသည်။ထိုအချိန်ခင်မပြန်ရောက်လာသည် မမရောက်နေတာကြာပြီလားယင်ကြာပြီလေမိမိကျော်ကိုအခုဝင်းဖေကဥစ္စာတွက်ပြနေတယ်ခင်များတို့ကိုကတိတ်ကြော်တာပဲခုံနှုတ်ထွက်มาတည်ကြတယ်မတင်ပါဘူးဗျာမိမိကျော်သည်ခင်များတို့ခြံတွင်나이ဝဲများအချိန်ဖြုံးနေမိသေးသည်ပြီးမှလက်ပတ်나이လေးကိုကြီးကဟုတ်တော့ထမင်းစားချိန်တော့ရောက်နေပြီမိမိတို့စုတော့မှာပဲပြင်မယ်မခင်များကြီးနောက်မှလာဦးမယ်အခုဝင်းဖေပြင်မယ်နော်ကျေးဇူးများကြီးတင်ပါတယ် ခင်များသည် ထမင်းစားဖို့လေးများအချိန်မီအောင်အပြေးလွှားထွက်သွားရရှာသောမိမိကျော်ကို နားမလည်သလိုကြည်ကကြံငယ်လေးသည် သူမှာတော့မနဲ့ရောက်မှုပန်းတွင်စီရပေအောင်မီဝင်းဖေဆက်မှုတက်ကတော်သူရောက်လူလာသည် သူများတကားကိုကြွားဝါလို၍မဟုတ် ဝင်းဖေဝါသနာပါ၍ဖြစ်သည်ဒီနေ့ဝင်းဖေအတွက်ရေးကြည်သည်သို့တော်ဝင်းဖေသည် ူတယောက်တည်းရေးတွေမိသားစုရေးကိုဥပိ္ပခါမပြုံးနိုင် မကျမ်းမာသောမိခင်ကိုပင်ပင်ပန်းပန်းမလုံစေခြင်းညီညီမလေးများကိုကြောင်းတက်မပြတ်စေခြင်းစာကျက်မပြတ်စေခြင်းတနေ့ကုန်ကာမောင်ရ၍ညောင်းလာသောဖေဖေကိုလည်းတတ်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 နေစေခြင်းသည်ထို့ကြောင့်ဝင်းဖေတယောက်တည်းအပင်ပန်းခံသည်တအိမ်လုံးအလုတ်ကို ဝင်းဖေဒိုင်ငန်းလုပ်သည်ခင်မြတယောက်သာသူ့အလုတ်ကို အနှဲငယ်ကူညီနိုင်သည် ချာဘူးနာဝရှိသောမိမိကဝင်းဖေကိုစာမွေးဝဲအောင်အောင်ကျူရှင်တက်ပါလားဟုတိုက်တွန်းသေးသည်သို့သောဝင်းဖေအချိန်ပိုအကုန်ခံနိုင်မှာပတ်စံအပိုအကုန်စေးခြင်းမှာဖေဖေလာကားသည်ဝင်းဖေတို့မိသားစုတွေမလောက်ငါချီညီငယ်ညီမငယ်များအတွေ့အဝတ်စားဖို့နေကြောင်စရိတ်ကိုဖေဖေလာကားတွေမှာဖဲ့ယူရေးမရပန်းရောင်းရရသည်ဝင်ငွေသည်ပင်အလင်မမီချီ ဝင်ဖေးသည်သူအတွင်ကုန်ကြမည်ငွေကိုတက်နိုင်သမျှနေပါစေခြင်းသည် ထိုကြောင့်ဝင်ဖေးညီသည်ကျူရှင်များအတက်ဖြင့်ကျောင်းမှဆရာပေးသော သင်ခန်းစာကိုမမှန်လို့၍စူးစမ်းအားထုတ်လေသူများတကားတွေလိုပင်ဂုံတူးနှင့်အောင်ရမည်ဟုဝင်ဖေးယုံကြည်သည်ရင်းရှုံကြည်ချက်ဖြင့်ဝင်ဖေးစူးစမ်းသည် စာမီပွဲနီးချေပြီးမိမိကြော်တယောက်ဝင်းဖေးစီအလာကျဲသွား၏ ပင်ကိုအားဖြင့်ဝင်းဖေကပို၍ညံထက်မြက်သည်မှန်တော်လေအချိုနေရာတွင်မိမိကျော်ကပို၍သိမြင်ကြွခြင်းသည် စာကိုမှမှန်လေးခြင်းကြမရာသည်ဖြစ်၍လေပုံစာတိုင်းကိုမိမိကျော်ကမှတ်မိသည်ရှိ၍နေတတ်သည်ကျူရှင်မှတွက်ပြလိုက်သောဥစာများကိုမိမိကျော်ကသာ ဝင်းဖေကိုပြပေးနိုင်သည်သို့သောမိမိကျော်ကပေါ်မလားထို့ကြောင့်သူပါသာပင်ကြေ၍စူးစမ်းကြံမှန်နေသည်ဒီကြားတွင်မိမိကလည်းနေမကောင်း ဗန်းနာယောဂရှိသည့်ထဲဆေးကောင်အစာကောင်မမီဝဲနိုင်၍အာနယ်ပိန်ချီနေသည်ဖေဖေသည်လည်းအယိုးပေါ်ရေတင်သာရှိသည် စီဝါရေးကြက်တဲလုံးလင်းခြံကိုရောင်ပြေကြရမည်ဤသည်ကို ဝင်းဖေအစိုးရင်ဆုံးသည်ဒီချမ်းသာရောင်းလိုက်လင်းဝင်းဖေတို့မောင်နှမတွေဘဝတလျှောက်လုံးလလန်ထူနိုင်တော့မည်မဟုတ်ဝင်းဖေစာမပွဲဖြည့်ရန်ငါးရက်လိုတွင်ဂျိုးစိုးကဝင်းဖေတို့မိသားစုအတွင် ဝင်ရောက်ဝင်နောက်ပြန်လေသည် ဖဖီပြန်ချင်းတန်ရွေးမှပေါ်မလာလေမမေမလေတဆန့်ဆန့်ဖြင့်ညော်ရပြီးဖြစ်သည်ဆယ်နာရီထိုးတော်မီဖဖီပြန်မရောက်သည်ခါတိုင်းဒီမြမိုးမချုံအလွန်ဆုံး၈နာရီဆိုလင်ပြန်ရောက်ပြီးဖြစ်သည် ကိုရိုင်းကကားမောင်းနေရတော့လေအိမ်ပြန်လင်းဘတ်စကားကိုကြက်ကြက်တဲတဲတိုးဝေးစီးကပြန်လာရသည်ဖဖီကိုဝင်းဖေးစိတ်ပူသည်ဖဖီသည်မျက်စိလည်းမကောင်းလားဟဲ့နင်တို့ဖေးပြန်မလာသေးဘူးလား လမ်းထိတ်ထွက်ကြွာလာဝင်းဖေမမေကပြောသည်ခါတိုင်းဒီလောက်နောက်မကြပါဘူးသူ့ဆရာတခြားသွားဆရာရှိလို့လားမသိဘူးခါတိုင်းတော့ကြိုပြောသွားတာပဲမမေက သူ့ထင်မြင်ချက်ကိုပြောနေ၏ဝင်းဖေသည်စာချက်နေရာမှာဖခင်ဖြစ်သူကို ထွက်ကြွရင်ဟန်ပြင်လိုက်သည်ဗျို့ဒေါ်သိမ့်မေဒေါ်သိမ့်မေရှိလားဗျို့အိမ်ရှိမှခေါ်တန်းကြ၍ဝင်းဖေထွက်လာကဝင်းတကားကိုဝင်လိုက်သည် ဒါဒရိုက်ဘာဦးအောင်မောင်အိမ်လားလူတယောက်ကမေး၏ဟုတ်ပါတယ်ဖေဖေတော့ပြန်မရောက်သေးဘူးအေးအဲ့ဒါသူ့ဆရာဥပမင်းကအကြောင်းကြားခိုင်းလိုက်လို့ဦးကောင်မောင်ကတိုက်လို့တဲ့ဗျာဖေဖေကတိုက်ခင်ရတယ်ဟုတ်လားဝင်းဖေကောင်းတွင်ဦးထူသွားသည်ကတိုက်ခင်ရတာမဟုတ်ဘူးသူ့ကားနဲ့သူများကိုတိုက်မိတာအတိုက်ခင်ရတဲ့လူတော့တေးမလားရှင်မလားမသိဘူးစေးုံမှာသူ့ကိုတော့ရဲရခေါ်သွားပြီဒုက္ခပါပဲဗျာ ဝင်းဖေးသည်ဘာလုံးရမှန်းမသိအောင်မင်းထူပူနေမိလေသည်အဲ့ဒါမနဲ့ကြရင်သူ့ရုံးလာပြီးသူ့ဆရာနဲ့တွေ့လိုက်ပေါ့သူဆောင်ရွက်ပေးပါလိမ့်မယ်ကျွန်တော်သွားမယ်မူးချုပ်နေလို့ဝင်းဖေးသည်အာရင်ချီနေစွာအိမ်ထဲပြန်ဝင်လာခဲ့မိသည်သူဤကြက်မက်လျက်တန်းလန်းကြောင်စာအုပ်များသည်ဇပွဲပေါ်မှာပြန်ကျဲလျက်ဆောင်မိပွဲကိုအာကျိုးမှန်ခဲခြေလိုက်ရသည်ဖြင့်မိမိကျော်တော်ပင်ပင်ပန်းသွားခဲ့သည် စာမွေးပွဲပြီးသည်ဆိုလင်းပြီးစိတ်ရောလူပါပေါ်ပါသွားကလွတ်လပ်ပျော်ရွှင်သွားသည် မိမိကြောသည် ကြောင်ပိတ်ရက်တွင် ကောင်းကောင်းအနားယူရန်အားခဲထားသည်မိမိကလည်းမိမိကြောအတွင်အဆဆအရာရာပြင်ဆင်ထားသည်မိမိကြောတို့မိသားစုသည် နှစ်စင်သွားနေကြမန္တလေးပြည်ဦးလွင်တို့သို့ခရီးထွက်ရန်ပြင်ဆင်နေကြလေသည်မမေကလည်းစာမှုပဲပြပြချင်းချက်ချင်းပဲခီးထွက်ဖို့ပြင်ဆင်ထားတာကိုနားတော့မနားရသေးဘူ ။သမီးအနားယူခြင်းပြင်းဦးလင်ချောင်းမှာပဲအယပါယအနားယူပါတော့၏။မမေကသမီးဆောင်မွေးပွဲပြီးအောင်စောင့်နေရတာ။မမေကျော်ဝင်းဖေနဲ့တွေ့ချင်းသေးသည်။ဆောင်မွေးပွဲဖြစ်ရင်တပတ်အလိုလောက်ကလေးကဝင်းဖေနဲ့မတွေ့ရ။ဆောင်မွေးပွဲဖြစ်နေမှာပါလေ။ပင်ကိုကတော်တဲ့လူတစ်ယောက်ပဲ။သူတို့နှစ်ယောက်ဆယ်တန်းတူတူအောင်ရင်တော့နောင်တက္ကသိုလ်မှာတွေ့နိုင်အောင်မီဝင်းဖေကခင်မေနှစ်လူဖွဲ့ကောင်းသည် မနှက်ပြန်ခီးထွက်ရမှာဆိုတော့သမီးတငယ်ချင်းတွေကိုသွားတော့နှုတ်ဆက်အောင်မေမေအေးအေးသွားတိတ်မကြနဲ့သမီးမှောင်းနေမယ်မိမိကျော်ဝင်းဖေတို့ခြံသို့အပြေးလွာလာခဲ့ဤသူမျောလင်းတယ်လို့ဝင်းဖေကို အစင်သေးမတွေ့ရပန်းတွေရှောက်ကူနေတော့ခင်မြကိုသာ တွေ့ရသည် မခင်မြမခင်မြအကိုဝင်းဖေကောင်းရင်သူစာမီးပွဲဖြေနိုင်သလားခင်မြသည်မိမိကျော်ကို တွေ့ရတော့လေဝမ်းပန်းတသာအမူအရာမရှိလားညနာညှိုးနေသည် အကိုမရှိဘူးမမထိုင်ပါအောင်မထိုင်တော့ဘူးမခင်ညာရင်နည်းပြန်မနဲ့အစောကြီးပြီးထွက်မှာမို့လို့ဓာတ်နှုတ်ဆက်တာအကိုဝင်းဖေကလည်းဘဲသွားနေတာလေအကိုအကိုဖေဖေအေးမမရခိုင်းလိုက်လို့ပါခင်ညာသည် သူ့အဖေအချုပ်ခံနေရသည့်စီကို ဝင်းဖေသွားသည့်ကြောင်းမပြောချင်းရုတ်တရက်ပြောမထွက်ကျင်လာကနီးပြီလားရင်နည်းနည်းမုတ်ချုပ်ရင်စိတ်မပူနဲ့လို့တော့ငါသွားတယ်မမဟဲတို့ကသူ့ကိုတွေ့ချင်နေတာ အေးလေဂျိုးနှစ်ဖြက်ခီးထွက်မှာမို့လမ်းနှုတ်ဆက်တာလို့သာပြောလိုက်ပါနော်အောင်စင်းထွက်မှာတွေ့ကြတာပေါ့သွားမယ်မခင်မြရေပြင်ဦးလင်ကိုဘာမှအောင်မလဲဘာမှမမှားတော့ပါဘူးမမရေဝင်းဖေအန်ကိုတင်းတင်းကြိတ်ထားဤသူမျော်မှန်းချက်များဝေဝါးပျောက်ကွယ်သွားကုန်ပြီသွားပြီတနည်းတနည်းဆိုသည့်ချင်းသည်သူ့အတွေ့တန်မိုးရှိလာပြီပြီးတော့သူသည်သူ့ကိုယ်သူယုံကြည်သူသူ့ကိုယ်သူအားကိုယ်သူ ယခုတော့အာထုသည်သူသည်နေရအောက်မှာညညာစွာရက်တီနေကြသောပန်းပင်များကိုကြောင်ငေးကြည်နေမိ။သူအတွေ့နောက်ထပ်အချင်းများစွာကိုအသုံးပြုရအောင်မိ။နှမျောစရာကောင်းလိုက်ပါပြီ။ယခုပြပေလေကာမမောင်းနိုင်နော်။မမေလေအိယာတဲ့ကမထနိုင်နော်။သူသည်အာခွန်ပလာကိုနှစအသုံးပြုကကြိုးစားရပေမည်။ သူဘဝတွင် သူကိုယ်သူအားကိုးခြင်းဖြင့်နောက်ထပ်ကြရှုံးမှုတွေမရောက်လာအောင်ကြိုးစားရပေမည်။ကုံလွန်ခဲ့သည့်ဆုံးရှုံးမှုကိုတော့မပြေရပေမည်။မိမိကျော်များစွာအံ့ဩ၏ဝင်းဖေဘာကြောင့်စာမေးပွဲကြသည်နည်းဝင်းဖေတော်တာမိမိကျော်တည်တည်ချာချာတည်တည် ပင်ကိုအရေးချင်းရှိသူကြိုးစားသူမိမိကျော်သည် သူခုံသူသုံးပါးသာဖြင့်အောင်သည်ကိုဖေဖေကဖုံးဆက်အကြောင်းကြားတော့သိမယုံခြင်း ဝမ်းသာမှုဖြင့်အံ့ဩသလိုဖြစ်နေမိ၏ယခုရန်ကုန်ရောက်တော့ဝင်းဖေးစာမွေးပွဲကြကြောင်းသိရသည်မိမိကျော်တကယ်ပင်အံ့ဩသွားလေသည် ဝင်းဖေးကိုအ ਨੇ ဆုံးဂုံလူသုံးခုတော့ရမည်ဟုကျင်းသည်တွတ်ထားခဲ့သည်ဘယ်နဲ့ဖြစ်ရသနည်းမိမိကျော်သည်ဝင်းဖေးကိုသွားရောက်အားပေးခြင်းဖြင့်မပြုတ်နိုင်မိမှာပင်နှုတ်မှတဖွာဖွာရေရွတ်နေမိ၏ ဲ့ဒီကိုဝင်းဖေးဆိုတာသိတော်တာမိမေရဲ့ဗေကျူရှင်းမှလည်းတက်တာမဟုတ်ဘူးသူ့အသူစူးစမ်းတာခုဘာကြောင့်ကြားရတယ်မသိပါဘူးမိမေရဲ့သမီးသိအံ့ဩတာပဲအမလီသမီးရဲ့အံ့လေအံ့ဩမနေပါနဲ့ဒီနာလူတွေနဲ့ရောရောရှက်ရှက်လည်းမနေပါနဲ့သမီးရဲ့မိမေမကြိုက်ပါဘူးဒါပဲနော်သမီးဘာမှသွားပြီးပူတော့ပန်းမင်းလုံမနေနဲ့ကို့ဘသာကိုနေစမ်းပါသမီးရဲ့ဟုတ်ပါဘူးမမေရဲ့သူကလူတော်တယောက်ပါမိဘတွေကိုကူပြီးခြံရလောက်ကိုလုံနေတာ အရင်ဒီမှာအဝတ်လာလျှော်တဲ့ဒေါ်ဆယ်ရဲ့တူတော်တွေလီအမလီသမီးရဲ့ဘလို့လူတွေနဲ့သွားပြီးအပေါင်းအသင်းဖြစ်နေရတာလေဒါကြောင့်မမေကဒီနေရာမျိုးပါမနေချင်တာလူဆိုတာပတ်ဝန်းကျင်ကောင်းမှကဲပါ යි သူ့ဟာသူဘာဖြစ်ဖြစ်သွားပြီးပတ်သက်မနေပါနဲ့တော့စာမေးပွဲကြရဲဆိုမှတော့ညံ့လို့ကြတာပေါ့တော်ရင်အောင်မှာပေါ့ရှင်းနေတာပဲငါသမီးတောင် တော်လို့ဂုံလူသုံးပါသားနဲ့အောင်နေမဟုတ်လားကဲအိုးမမေးကလေမသွားနဲ့ဆိုမသွားပါဘူး ူများကိုတော့အရင်မပြောပါနဲ့။ तू ကမညံ့ပါဘူး။လားလာချီသေးဤညံ့နေပြောတာဘာဖြစ်တယ်လဲ။ညံ့ညံ့နေပေါ့။တကယ်တည်းစာမေးပွဲကြပါတယ်ဆိုမှတော်ပါတယ်တော်ပါတယ်နဲ့စိတ်မှကောင်းသေးရဲ့လား။ညံ့လို့ကြတာပေါ့ဟဲ့ညံ့လို့ကြတာပေါ့။ကဲမအိုဘေးမကစင်ဒီဇင်ဘာ1980